အားလုံးပဲမင်္ဂလာပါခင်ဗျာရွှေရင်ကချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။မန္တလေးနိုဝင်ဘာလ2ရက်နေ့အတွက်နောက်ဆုံးရမိုးလေးဝသဂျိုတင်ခံမှန်းချက်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါရစေခင်ဗျာ။အထူးမိုးလေးဝသအနေနဲ့အသစ်ဖြစ်ပေါ်နေတဲ့တိုင်ဖွန်းမုန်တိုင်းကြီးဖန်ဝန်းရဲ့အခြေအနေများနဲ့မုန်တိုင်းလက်ချံမိုးကြီးခြင်းနဲ့အတူမြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာတက်ရောက်လာနိုင်တဲ့မြေကြီးနိုင်တဲ့အခြေအနေများကိုပါတင်ဆက်ပေးတော့မှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်တော်နိုင်ပါရစေခင်ဗျာ။ပထမဆုံးအနေနဲ့မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာသတိထားရမယ့်မိုးကြီးရေရှမ်းနိုင်ခြင်းများကိုတင်ပြပေးတော့မှာဖြစ်ပါရစေခင်ဗျာ။ ထိုင်းပင်လယ်ကွေတွေကနေလာတဲ့လေပြားနဲ့ဆဲတစ်ခုဟာအခုဆိုရင်မုဒ္ဓမာကွေတွေကိုရောက်ရှိနေပါတယ်။ဒီကနေ့ကစပီမြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာမိုးကြီးနိုင်ပါတယ်။မနက်ဖြန်မှာဆိုရင်အဲ့ဒီဆဲဟာအာသင်တင်ပူကောင်းလာနိုင်ပြီးမုဒ္ဓမာကွေတွေမှာလေပြင်းတနားကိုမိုင်30အထိတိုက်ခိုက်ကာလိုင်းအမြင့်လေးပင်ကန်အထိရှိနိုင်ပြီးမိုးဆက်လက်ကြီးနိုင်ပါတယ်ခင်ဗျာ။ဆလဘီပစိဘိတ်ပင်လယ်ပြင်မှာရှိတဲ့ထက်ဆင်မုန်တိုင်းများရဲ့အသေးစိတ်အခြေအနေများကိုတင်ပြပေးသွားမှာဖြစ်ပါရခင်ဗျာမြန်မာစံတော်ချိန်မနက်၄နာရီချိန်ထုတ်ပြန်ချက်များအရဖိလစ်ပိုင်ပင်လယ်ပြင်မှာ လေဖျားနဲ့ရံဝန်နှစ်ခုဖြစ်ပေါ်နေပါတယ်။လေဖျားနဲ့ရံဝန်1 98W လေဖျားနဲ့ရံဝန်ဟာအပုံမူကောင်းလာပြီးတိုင်ဖုန်းမော်တိုင်းကလမ်မဲကြီးဖြစ်ရောက်ရှိလာနိုင်ပါတယ်။နိုင်မာလာ၄ရက်နေမှာတော့ဖိလစ်ပိုင်နိုင်ငံအလဲပိုင်းကိုလေပြင်းပိုင်း60ကျော်နဲ့ဖျက်ဆီးတိုက်ခတ်ပြီးနိုင်မာလာ9ရက်နေမှာ BNN နိုင်ငံတောင်ပိုင်းတိုင်ဟွာကမ်းခြေကိုလေပြင်း89မိုင်နှုန်းနဲ့ဝင်ရောက်မယ်လို့ခန့်မှန်းရပါတယ်။လေဖျားနဲ့ရံဝန်နှစ်လေဖျားနဲ့ရံဝန်နှစ်ဖြစ်တဲ့ 99W လေဖျားနဲ့ရံဝင်ဟာတိုက်ဖုံးမုန်တိုင်းကြီးဖန်ဝမ်းအဖြစ်သို့ရောက်ရှိလာပြီးအားအလုံးကောင်းတဲ့မုန်တိုင်းကြီးအဖြစ်နဲ့ထိုင်ဝမ်ကိုဥတီသွားမယ်လို့ခန့်မှန်းရပါတယ်။ဆက်လက်ပြီးမိုးလေဝသပညာရှင်ဦးဝင်းနိုင်ရဲ့ဘင်္ဂလားပင်လယ်အော်အခြေအနေထုတ်ပြန်ချက်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါရခင်ဗျာ။ယနေ့ညရရှိတဲ့အချက်အလက်များအရကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ဘင်္ဂလားပင်လယ်အော်အရှေ့လေပိုင်းမှာနိုဝင်ဘာလ3ရက်နေ့မှ5ရက်အတွင်းစိုက်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြေ80ရာခိုင်နှုန်းရှိပြီးနိုဝင်ဘာလ6ရက်နေ့မှာတော့စိုက်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြေ90ရာခိုင်နှုန်းသို့ရောကျနိုင်ကြောင်းတွေ့ရပါတယ်။ ဆက်လက်ပြီးမိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုအစည်းအဝေးကထုတ်ပြန်ထားတဲ့မိုးကြီးရေရှမ်းသတိပေးချက်များကိုတင်ပြပေးသွားမှာဖြစ်ပါရခင်ဗျာရေကြီးခြင်းသတိပေးချက်2025ခုနှစ်နိုဝင်ဘာလ1ရက်နေ့9နိုင်ခွဲချိန်ထုတ်ပြန်ချက်ယနေ့မြန်မာစံတော်ချိန်9နိုင်ချိန်ထုတ်ပြန်ချက်အရမဲဆိုင်ချောင်းရီဟာတာချီလေးမြို့လွယ်တော်ခန့်ကျေးရွာမှာရင်းမြို့ရဲ့စိုးရင်ရင်မတ်အောင်ပေဝက်ခန့်သို့ရောက်ရှိနေပါတယ်အဆိုပါချောင်းရီဟာနောက်တရက်အတွင်းရင်းမြို့ရဲ့စိုးရင်ရင်မတ်သို့ရောက်ရှိနိုင်ပါတယ်တို့ဖြစ်ပါ၍တာချီလေးမြို့နယ်အတွင်းမှာရှိတဲ့ချောင်းကန်းဒီနဲ့မြေနေပိုင်းနေထိုင်သူများအနေဖြင့်ကြိုတင်သတိပြုနိုင်ပါရန် ချောင်းရင်မြင့်တက်လာပါကအချိန်မီရှောင်ရှားနိုင်ရန်သတိပေးနှိုးဆော်အပ်ပါရခင်ဗျာယနေ့တရက်17လ2025ရက်နေ့နနက်6နာရီခွဲချိန်တိုင်းထွာချက်အရမြေအခြေအနေကိုတင်ပြပေးလိုက်ပါရခင်ဗျာမြေကျင်းသားမြေရမနေ့ကညနေကနေ17နာရီအတွင်းတက်ကြမရှိရက်တက်နေပါတယ်မြေကျင်းသားမြေရမနေ့ကအမြင့်ဆုံးပူချိန်ကတော့34.1ဒီဂရီဆယ်စီယက်နဲ့ယနေ့အနေဆုံးပူချိန်ကတော့22.3ဒီဂရီဆယ်စီယက်တို့ပဲဖြစ်ပါရခင်ဗျာမြေကျင်းသားမြေကစိုးရင်ရမတ်1200စင်တီမီတာသို့ရောက်ရှိရန်169စင်တီမီတာ29ပီကွဲကန့်အလိုမှာရောက်ရှိနေပါတယ် ရော်ရီမြစ်ထပ်ပိုင်းမှာမိုးအနှဲငယ်ရှိနေပါတယ်။ရံဖန်ရံကရော်ရီမြစ်ဆုံထပ်ပိုင်းမှာနေရာကွက်ရေမိုးသက်ထန်စွာရာသွန်းခြင်းများကြောင့်မြေကျင်းနှမြေကြီးကြာဆင်းနေရာမှာပြန်တက်လာခြင်းအချိန်ချင်းဖြစ်ပေါ်နေဦးမှာဖြစ်ပါတယ်။စကားနယ်ဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးနဲ့မြန်မာပြည်မြောက်ပိုင်းဆုံးဒေသများနဲ့ရော်ရီမြစ်ထပ်ပိုင်းမေခမလိခမြဝန်းဒေသများမှာမိုးဒိတ်တောင်ဖြစ်ထွန်းမှုအနှဲငယ်ရှိနေပါတယ်။ရော်ရီမြို့တစ်လျှောက်နဲ့ချင်းတွင်းမြို့တစ်လျှောက်မြေကန်းနီမြေနှိမ်ဒေသများနဲ့မြေနုကျွန်းများမှာစိုက်ပျိုးလုပ်ကိုင်နေထိုင်ကြတဲ့တောင်သူများနဲ့ရေလုံသားများ ARR မြေကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောင်းနေကြတဲ့မိဘပြည်သူများအားလုံးသိရှိနိုင်ရန်အတွက်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ကျင်းွင့်မြေအခြေအနေကိုဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်။မုံရွာမြို့မြေဟာမနေ့ကညနေကနေ12နာရီအတွင်းအနေငယ်ကန်ထက်ကြသွားပါတယ်။ခန်းနေမြို့ home link မြို့ဖောင်းပြေမြို့မော်လိုင်းမြို့တို့ရဲ့မြေအများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါတယ်။ကလေးဝမင်းငင်ကန်ဒီနဲ့မုံရွာမျိုးတို့ရဲ့မြေအများဟာဖြစ်ဖြစ်ချင်းဆက်လက်ကြဆင်းနေပါမယ်ဆက်လက်ပြီး ARR မြေအခြေအနေကိုတင်ပြပေးမှာဖြစ်ပါရယ်ခင်ဗျာ ဗမော်ရွှေကူကတာထိကြိုင်တပိတ်ချင်းမန္တလေးနဲ့စကိုင်းမျိုးတို့ရဲ့မြေကြီးများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။မြေမှုပခုတ်ကူညာဦးချောက်မင်းဘူးတို့ရဲ့မြေကြီးများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။မကွေးအောင်လံပြည်စိတ်သာဟင်းဒရာနဲ့ဇလုံမျိုးတို့ရဲ့မြေကြီးများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ ERI မြေကြီးမြင့်တက်မှုကို24နာရီစောက်ကြည့်တင်ပြပေးနေပါရယ်ခင်ဗျာ။ထူးခြားမှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးတော့မှာဖြစ်ပါရယ်ခင်ဗျာ။ဆက်လက်ပြီး2025ခုနှစ်နိုဝင်ဘာလပထမဆယ်ရက်အတွင်း မိုးလေဝသနဲ့ဇလဝေဒကြုံနေခမ်းမန်းကြံများကိုတင်ပြပေးတော့မှာဖြစ်ပါရခင်ဗျာဘင်္ဂလားပင်လယ်ော်ချင်းတွေကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ော်တို့မှာလေပြားနဲ့ရေဝန်တစ်ချိန်ဖြစ်ပေါ်နိုင်ပြီးပုံမူအားကောင်းလာနိုင်ကမုန်တိုင်းငယ်ဖြစ်သူရောက်ရှိနိုင်ပါတယ်ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ော်တို့မှာတိမ်အသစ်တွေမှာတိမ်ထူထပ်နိုင်ပါတယ်မိုးရွာမဲ့အချိန်လေးနဲ့မိုးရွာမဲ့ရက်တွေကတော့မိုးရွာသွန်းမှုအချိန်တွေကတော့နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာရွာသုံးမြက်ထက်ပိုနိုင်ပြီးပြည်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာရွာသုံးမြက်ကမိုးထချုံရွာနိုင်ပါတယ်။ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်တို့မှာ9ရက်မှ9ရက်ခန့်နဲ့နေပြီးတော့မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာ၄ရက်မှ6ရက်ခန့်မိုးထချုံရွာနိုင်ပါတယ်။ရဘူချင်းနေအနေနဲ့ကတော့နေပြည်တော်မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးကယားပြည်နယ်ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ နိုဝင်ဘာလဖျက်မြအပူချိန်ရဲ့1.5ဒီဂရီဆယ်စီယက်နဲ့အထက်ပိုနိုင်ပြီးရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေရရီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနိုဝင်ဘာလဖျက်မြအပူချိန်ကန့်သာရှိနေပါတယ်။မြို့အခြေအနေကတော့သခိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာ၄ရက်မှ၆ရက်ခန့်နဲ့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး ပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအရာရီတိုင်းဒေသကြီးတနင်္လာတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာတရက်မှနှစ်ရက်ခန့်နံနက်ပိုင်းမှာမြူများဆိုင်းနိုင်ပါတယ်။မြေအခြေအနေကတော့အရာရီမြေဟာမြေကြီးနားမြို့ဗမော်မြို့ရွှေကူမြို့ကတာမြို့တပိတ်ချင်းမြို့မန္တလေးမြို့စကိုင်းမြို့နဲ့မြင်းမူမြို့နယ်မှာတပေမ3မီခန့်လက်ရှိရေမှများအထက်မြင့်တက်လာနိုင်ပြီးပခုတ်ကူညောင်ဦး6မင်းဘူးမကွေးအောင်လံပြည်စိတ်သာဟင်္ဒရာနဲ့ဇလုံမြို့တို့မှာနှစ်ပေမ4မီခန့် လက်ရှိရေမှတ်များအောက်ကြာဆင်းလာနိုင်ပါတယ်။ချင်းတွင်းမြေဟာခန်းနီးမြို့ဟုံးမလင်းမြို့ဖောင်းပြင်းမြို့မော်လိုက်မြို့နဲ့ကလေးဝမြို့တို့မှာ တပေမနှစ်ပေခွဲကလက်ရှိရေမှတ်များအထက်မြင့်တက်လာနိုင်ပြီးမင်းငယ်မြို့ကန်နီမြို့နဲ့မုံရွာမြို့တို့မှာတပေမတပေခွဲကလက်ရှိရေမှတ်များအောက်ကြာဆင်းလာနိုင်ပါတယ်။မြေတာမြေဟာကလေးမျိုးမှာနှစ်ပေကန့်ဒုထဝရီမြေဟာတီဘောမျိုးရွှေစာရံနဲ့မြေငယ်မျိုးတို့မှာတပေစီကန့်စစ်တောင်းမြေဟာတောင်ကုန်မျိုးမှာတပေကန့်ရွှေချင်မြေဟာရွှေချင်မျိုးမှာ ပေဝက်ခန့် ပဲခူးမြေရာဇောင်းတူမြို့မှာပေဝက်ခန့်နဲ့ပဲခူးမြို့မှာနှစ်ပေခွဲခန့်တန်လွင်မြေရာဖန်အံမြို့မှာပေဝက်ခန့်နဲ့တောင်းရင်မြေရာမြဝတီမြို့မှာပေဝက်ခန့်ငဝင်မြေရာပသိမ်မြို့မှာပေဝက်ခန့်တိုးမြေရာမအူပင်မြို့မှာတပေခန့်နဲ့ဘေးလင်းမြေရာဘေးလင်းမြို့မှာပေဝက်ခန့်လက်ရှိရေမှန်များအထက်မြင့်တက်လာနိုင်ပြီးစစ်တောင်းမြေရာမရောင်းမြို့မှာပေဝက်ခန့်နဲ့ငဝင်မြေရာငတိုင်းချောင်းမြို့နဲ့တာပေါင်းမြို့တို့မှာတပိမ့်မှ၃မိကန်လက်ရှိရေမှန်များအောက်ကြာဆင်းလာနိုင်ပါတယ် ဆက်လက်ပြီးမရက်ဖတ်မိုးတွေသာအခြေအနေဘလို့ရှိမလဲဘင်္ဂလားပင်လယ်အော်မှာဘာတွေဖြစ်နေမလဲဆိုတဲ့အခြေအနေအသေးစိတ်ကိုကြည့်လိုက်ကြရအောင်ပါ၂0ခုနှစ်နိုဝင်ဘာလ၁ရက်နေ့ညနေ6:00နာရီချိန်ထုတ်ပြန်ကြရဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ဘင်္ဂလားပင်လယ်အော်နောက်လယ်ပိုင်းနဲ့အနောက်တောင်ပိုင်းတို့မှာတိမ်နှဲငယ်ဖြစ်သွန်းနေပြီးကပ်ပလီပင်လယ်ပင်နဲ့ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အသစ်တွေမှာတိမ်ထူထပ်နေပါတယ်မနက်ဖြန်မနက်ထိခံမှန်းချက်ကတော့သခိုင်းတိုင်းဒေသကြီးအထက်ပိုင်းကယားပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကွက်ကြား နေပြည်တော်နဲ့ကချင်ပြည်နယ်တို့မှာနေရာကျကျမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာနှံပြမိုးတိချုံရွာပြီးရန်ကုန်တိုင်းဒေသကြီးနဲ့အေရဝတီတိုင်းဒေသကြီးတို့မှာနေရာကွက်ရီမိုးကြီးနိုင်ပါတယ်ရွာရရာနှုံးပြည့်ဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတိုင်းဒေသကြီးနဲ့ပြည်နယ်မျိုးချင်းများအတွက်မိုးလေဝသခန့်မှန်းချက်ကတော့နေပြည်တော်မှာနေရာကွက်ကြားမိုးတိချုံရွာပါမယ်ရန်ကုန်မြို့မှာမိုးအသစ်နဲ့တိချုံပြီးတခါတရံမိုးသက်ထန်နိုင်ပါတယ် မန္တလေးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ပဲခူးမြို့မှာမိုးထစ်ချိန်တစ်ချိန်ထစ်ချုံရွာပါမယ်မကွေးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ဟ ோம் လင်းမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်မုံရွာမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ပသိမ်မြို့မှာမိုးထစ်ချိန်တစ်ချိန်ထစ်ချုံရွာပါမယ်တဝယ်မြို့မှာမိုးထစ်ချိန်တစ်ချိန်ထစ်ချုံရွာပါမယ်မြေကြီးနားမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။လွိုင်ကော်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ဖန်အမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ဟာခါမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မော်လမယ်မြို့မှာမိုးထစ်ချိန်တစ်ချိန်ထစ်ချုံရွာပါမယ်။စစ်တွေမြို့မှာမိုးထစ်ချိန်တစ်ချိန်ထစ်ချုံရွာပါမယ်။ လားချုံမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်တောင်ကြီးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ကျိုင်းတုံမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ခင်ဗျာမိုးဒိန်အောင်ဖြစ်ပေါ်မှုအခြေအနေကတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအေရဗရီတိုင်းဒေသကြီးချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာမိုးဒိန်အောင်ဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးဒိန်အောင်များရွေးချယ်ရနေရာရှောက်မှာမိုးရွာသွင်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကြွခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါရခင်ဗျာ။ ောက်နေ့အတွက်ခံမှန်းချက်ကတော့ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မိုးပြည်နယ်တို့မှာမိုးထစ်ချုံပြီးနေရာကွက်၍မိုးကြီးပါမယ်။နေပြည်တော်နဲ့နေတဝိုက်တွေမနေ့ဖြန်မနေ့အထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရဲ့ရာနှုန်းမြင့်ဖြစ်ပါတယ်။ရန်ကုန်မြို့နယ်နေတဝိုက်တွေမနေ့ဖြန်မနေ့အထိခံမှန်းချက်ကတော့မိုးအသစ်နဲ့ထစ်ချုံရွာပြီးတခါတရံမိုးသက်ထန်နိုင်ပါတယ်။ရွာရဲ့ရာနှုန်းမြင့်ဖြစ်ပါတယ်။မန္တလေးမြို့နယ်နေတဝိုက်တွေမနေ့ဖြန်မနေ့အထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရဲ့ရာနှုန်းမြင့်ဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ပင်လယ်ပြင်ခီးသွွားများအတွက်မိုးလေဝသခံမှန်းချက်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ မြန်မာကမ်းရက်တချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကြောက်ပြီးလှိုင်းကြီးနိုင်ပါတယ်။မိုးသက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာတနအီကိုမိုင်30မှ35မိုင်ထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းမြန်မာမြန်မာကမ်းရက်တချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရှစ်ပေမှဆယ်ပေကန်ရှိနေပါတယ်။ရန်ကုန်မှာတနင်္လာနေ့ကမ်းရန်အတွက်ပင်လယ်ပြင်ခီးသွွားများအတွက်မိုးလေသာခံမှန်းချက်ကတော့ယနေ့ပိုးနဲ့ချိန်မှာနောက်24နာရီအတွင်းခံမှန်းချက်နေရာနံပြားမိုးထချုံရွာပြီးအမြင်သာလေးမိုင်ခန့်မိုးရွာစဉ်တမိုင်ခန့်ရှိပါမယ်။ရေပြင်လေကတော့တောင်သို့မဟုတ်အနောက်တောင်တနအီကိုပင်လယ်မိုင်15မိုင်မှ -30 တခါတည်းရန် မိုင်30မှ35မိုင်အထိတိုက်ခတ်နိုင်ပါတယ်။ line gb line အမြင့်မှာ10ပေမှ10ပေကန့်ရှိနေပါတယ်။ကြံကုန်းမရခိုင်ကမ်းရန်တခြားပေးလည်းပြင်ခီးအတွက်မိုးလေဝသခံမှန်းချက်ကတော့ယနေ့ပုံးတဲ့ချိန်မှာနောက်24နာရီအတွင်းခံမှန်းချက်နေရာနံပြားမိုးထချုံရောပါမယ်။မြင်တာလေးမိုင်ကမိုးရွာစဉ်တမိုင်ကန့်ရှိပါမယ်။ပြပြင်းလေးကတော့အရှိတုံမဟုတ်အရှိမြောက်တနအီကိုပင်လယ်မိုင်15မိုင်မှ -30 တခါတည်းရန်မိုင်30မှ35မိုင်အထိတိုက်ခတ်နိုင်ပါတယ်။ line အမြင့်မှာ10ပေမှ10ပေကန့်လို့ပဲဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါ။ ုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲဆုံးသတ်လိုက်ပါပြီနားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြချမ်းသာရှင်လန်းကြပါစေခင်ဗျာကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးကြပါအောင်ခင်ဗျာ